မင်္ဂလာပါခင်ဗျာလေမရွတ်တဲ့ဒီဇင်ဘာလ10ရက်နေ့မနက်ခင်းသတင်းစီစဉ်ဒါရိုက်ထုတ်လွှင့်မှုကနေပြီးတော့ကြိုလိုက်ပါရစ်ဒီကနေ့မှတက်ဆက်ပေးသွားမယ့်သတင်းတွေကတော့ရန်ကုန်မြို့မှာရှိတဲ့အောင်စံအားကစားကွင်းကိုအကြီးစားပြင်ဆင်မှာဖြစ်ပြီးပေးသက်2000ခွဲဆန်တဲ့ကွင်းအဖြစ်အစင်းမြင့်ပြန်လည်တည်ဆောက်သွားမယ်ဆိုတဲ့သတင်းရန်ကုန်မြို့နယ်မှာကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတဝူတလန်လို့ဆွဆွဲခံရပြီးတနက်နေ့ပြစ်တက်ခံရတယ်ဆိုတဲ့သတင်းပြည်မြေနယ်မှာရှိတဲ့ရင်းအုံတရာမိုင်းထောင်ဖောက်ခွဲခံရတယ်ဆိုတဲ့သတင်း။မြန်မာနယ်မှာဆက်ရက်တွင်မီးလောင်မှုငါးကြိမ်ဖြစ်ပွားခဲ့ပြီးနေရင်၃လုံး၊ဈေးဆိုင်ကန်၃ကန်၊ ရဘာမိုင်းခံယုံတယုံမီးလောင်ဆုံးရှုံးနေဆိုတဲ့သတင်းအစိုက်စိုက်တွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ရန်ကုန်မြို့နယ်မှာရှိတဲ့အောင်စံအားကစားခွင့်ကိုအကြီးစားပြင်ဆင်မှာဖြစ်ပြီးပေးသက်2000ငွေစံတဲ့ကွင်းအဖြစ်အစစ်မြင့်ပြန်လည်တိစောက်သွားမယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရန်ကုန်မြို့နယ်မှာရှိတဲ့အောင်စံအားကစားခွင့်ကိုအကြီးစားပြင်ဆင်မှာဖြစ်ပြီးပေးသက်2000ငွေစံတဲ့ကွင်းအဖြစ်အစစ်မြင့်ပြန်လည်တိစောက်သွားမှာဖြစ်တယ်လို့သိရပါတယ်။ အဆိုပါအောင်ဆန်းအကစားကွင်းအားပြည်သက်2000ခွဲဝင်ရောက်ကြည့်ရှုနိုင်သည့်ကွင်းအဖြစ်ပြန်လည်တည်ဆောက်နိုင်ရေးအတွက်အောင်ဆန်းအကစားကွင်းအစစ်မြစ်တင်တည်ဆောက်ခြင်းလုပ်ငန်းကော်မတီကိုဖွဲ့စည်းလိုက်ကြောင်းသိရပါသည်အဆိုပါကော်မတီတွင်ဥက္ကဋ္ဌပြည့်အာကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနပြည်တော်စုဝန်ကြီးကတာဝန်ယူမှဖြစ်ပြီးဒုတိယဥက္ကဋ္ဌပြည့်စောက်လုပ်ရေးဝန်ကြီးဌာနပြည်တော်စုဝန်ကြီးကတာဝန်ယူမှဖြစ်ကာအတွင်းရေးမှုဖြင့်အာကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနဒုတိယဝန်ကြီးကတာဝန်ယူမှဖြစ်ကြောင်းသိရပါသည် 2022ခုနှစ်ကဆိုပါအကစားကွင်းကိုနိုင်ငံတော်ယာယီတမရဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်တွားရောက်ကြည့်ရှုခဲ့ပြီးအိုလံပစ်အကစားပြိုင်ပွဲများလက်ခံကျင်းပနိုင်သည့်အထိအဆင့်မြင့်တင်တည်ဆောက်ရန်လမ်းညွှန်ခဲ့ကြောင်းသိရပါသည်။အောင်ဆန်းအကစားကွင်းဟာဘတ်ဆော့အကစားကွင်းတစ်ခုဖြစ်ကရန်ကုန်မြို့မြို့လယ်ဧရိယာမှာတည်ရှိပါသည်။ရခင်ကဆိုပါအကစားကွင်းကို BAA ဟုလူသိများပေး လွတ်လပ်ရေးရပြီးနောက်ပိုင်း1953ခုနှစ်အောက်တိုဘာ18ရက်မှာပိုချောအောင်ဆန်းကိုဂုဏ်ပြုသောအဖြစ်အောင်ဆန်းအားကစားကွင်းဟုအမည်ပြောင်းလဲခဲ့ပါတယ်။အဆိုပါအားကစားကွင်းကို1908ခုနှစ်မှာစတင်တည်ဆောက်ခဲ့ပြီး1910ပြည့်နှစ်မှာပြီးစီးခဲ့က1935ခုနှစ်မှာမီတာ400ပြည်လမ်းကိုဖောက်လုပ်ခဲ့ပါတယ်။အဆိုပါအားကစားကွင်းမှာ1962ခုနှစ်နဲ့1969ခုနှစ်အရှိတောင်အာရှကျွန်းဆွယ်အားကစားပြိုင်ပွဲကိုအင်ရှင်ဖြစ်လက်ခံကျင်းပခဲ့ပါတယ်။ ဆက်လက်ပြီးတော့ညောင်မြို့နယ်မှာကြေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတူတလန်လို့ဆွဆွဲခံရပြီးတနက်နယ်ပြတ်တက်ခံရတဲ့ဆိုတဲ့တင်ကိုတင်ဆက်ပေးပါမယ်။ရောင်မြို့နယ်မှာကြေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတူတလန်လို့ဆွဆွဲခံရပြီးတနက်နယ်ပြတ်တက်ခံခဲ့ရတယ်လို့မြန်မာနိုင်ငံရှေ့တပ်ဖွဲ့ကသတင်းထုတ်ပြန်ပါတယ်။နိုဝင်ဘာ28ရက်နေ့နနက်7:20မိနစ်မှာမန္တလေးတိုက်ဒေသကြီးရောင်မြို့နယ်တစ်ထောင်မြောက်ကြေးရွာနေကြေးရွာအုပ်စုအုပ်ချုပ်ရေးမှူးဖြစ်သူဦးမောင်တန်65နှစ်ဟာနေအိမ်မှလက်ပံချေပေါ်ကြေးရွာသို့ ဆိုင်ကယ်ဖြင့်တဦးတည်းထွက်ခွာလာစဉ်ရွာသစ်ကုံကျေးရွာအနီးညာဦးမြင့်ချန်သောကာလန့်မိုင်းတိုက်အမှတ်12မိုင်9ဖာလောင်းအရောက်၌ PDF အင်အားစစ်စစ်ဆဲကဒလန်ဦးပြောဆို၍တနက်ဖြစ်ပြစ်ခတ်တက်ဖြတ်သွားခဲ့တာကြောင့်ဥမောင်တန်းတွင်ကြည်တိမှန်တရားများရရှိကောင်းတည်ဆုံသွားခဲ့ကြောင်းသိရပါသည်။အဲဒီလိုအုပ်ချုပ်ရေးပိုင်းဆိုင်ရာတာဝန်ရှိသူတဦးအားတနက်ဖြစ်ပြစ်ခတ်တက်ဖြတ်မှုများကျူးလွန်လုံဆောင်ခဲ့သည့်အကြမ်းဖက်သမားများအားဖော်ထုတ်ဖက်စီ၍ဥပဒေနှင့်ညီရေးယူနိုင်ရေးလုံခြုံရေးတပ်ဖွဲ့ဝင်များကလိုအပ်သည့်လုံခြုံရေးလုပ်ငန်းစဉ်များနှင့် ညီဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိပါရယ်ဆက်လက်ပြီးတော့ဗီလင်းမြို့နယ်မှာရှိတဲ့ရင်းအောင်တရာမိုင်းထောင်ဖောက်ခွဲခံရတဲ့ဆိုတဲ့တင်ကိုတင်ဆက်ပေးပါမယ်မွန်ပြည်နယ်ဗီလင်းမြို့နယ်မှာရှိတဲ့ရင်းအောင်တရာကို KNU နဲ့ PDF ပူးပေါင်းအဖွဲ့ကမိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့တယ်လို့မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံကနေသိရပါရယ် နိုဝင်ဘာ28ရက်နေ့နဲ့6နိုင်20မိနစ်မှာမွန်ပြည်နယ်ပြီးလင်းမြို့နယ်ပြီးလင်းနယ်ကြီးသွားကားလမ်းပေါ်၌ဆောက်လုပ်ထားတဲ့တရားမှတ်တင်မြင့်ဆောင်၁၁အလျား50ပေအကျယ်24ပေအမြင့်12ပေကရှိတန်ကူကွန်ကရစ်အမျိုးအစားရင်းုံတရားအား KNU အဖွဲ့နှင့် PDF ပူးပေါင်းဖွဲ့ကမိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့မှုကြောင့်တရားတစ်သားအခင်းနှင့်ကွန်ကရစ်ရမများ အားလုံးပြိုကျပျက်စီးခဲ့ပါတယ်။အဆိုပါတရားကို2025ခုနှစ်ဇန်နဝါရီ31ရက်ကလည်း၎င်းတရားအအကြံဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့တာကြောင့်အများပြည်သူသွာလာရေးအခက်အခဲများဖြစ်ပေါ်ခဲ့ပြီးဒေသခံပြည်သူများမှဆက်သွယ်မှုသွာလာလွယ်ကူစေရေးအတွက်ပြန်လည်ပြင်ဆင်ထားရှိတဲ့တရားအားယခုအခါထပ်မံ၍မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းဖြစ်ကြောင်းသိရပါသည်။အဆိုပါမိုင်းထောင်ဖောက်ခွဲဖျက်ဆီးမှုကြောင့်လူနှစ်မော်တော်ယာဉ်များဖြတ်တန်းသွာလာရန်အခက်အခဲများဖြစ်ပေါ်လျက်ရှိတာကြောင့်တရားပျက်စီးမှုအားသက်ဆိုင်ရာတာဝန်ရှိသူများကအမြန်ဆုံးပြင်ဆင်နိုင်ရေးဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းနှင့်လုံခြုံရေးတပ်ဖွဲ့ဝင်များအနေနဲ့နယ်မြေဒေသ တည်ငြိမ်အေဂျင်စီအတွက်လိုအပ်တဲ့လုံခြုံရေးလုပ်ငန်းများအားတိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိပါရယ်။မော်ဘီနမှာဆက်ရွတွင်မိတော်မှုငါးကျင်ဖြစ်ပွားခဲ့ပြီးနေင်သုံးလုံးဈေးဆိုင်ငန်းသုံးငန်းရော်ဘာမှိုင်းခံရုံတရုံမိတော်ဆုံးရှုံးခဲ့တဲ့ဆိုတဲ့သတင်းကိုတက်ဆက်ပေးပါမယ်။မော်ဘီနယ်မှာဆယ်ရက်တွင်မိလောင်မှု၅ကြိမ်ဖြစ်ပွားခဲ့ပြီးနေရင်၃လုံးစည်းဆိုင်ကန်၃ကန်နဲ့ရော်ဘာမှန်းခံရုံတရုံမိလောင်ဆုံးရှုံးခဲ့တယ်လို့သိရပါတယ်။ ပြခဲ့တဲ့နိုဝင်ဘာလ16ရက်နေ့နဲ့အစောပိုင်းချိန်ကမော်လမြိုင်မြို့သီရိမင်္ဂလာရပ်ကွက်14လမ်းတွင် မိလောင်မှုဖြစ်ပွားခဲ့ရမှာနေတလုံးမိလောင်ဆုံးရှုံးခဲ့ပြီးနိုဝင်ဘာလ21ရက်နေ့မွန်လွဲ3နာရီ15မိနစ်အချိန်ခန့်ကလည်းမော်လမြိုင်မြို့သီရိမင်္ဂလာရပ်ကွက်အနီးရှိသီရိမြိုင်ရပ်ကွက်9လမ်းနဲ့ရွှေလန်းမကြီးတောက်ရှိဆိုင်ကန်းတွဲ၌မိလောင်မှုဖြစ်ပွားခဲ့ရမှာဆယ်ပေပက်လေဆိုင်ကန်း3ခန်းမိလောင်ဆုံးရှုံးခဲ့ရပါတယ် အလားတူနိုဝင်ဘာလ23ရက်နေ့ည9:28မိနစ်အချိန်ခန့်ကလည်းကြိုက်သူမျိုးမျိုးရှောင်းလန်းရှိရောဘာမိုင်းခံယုံတေယုံမိလောင်မှုဖြစ်ပွားခဲ့ပါသေးတယ်။ဒါ့အပြင်နိုဝင်ဘာလ18ရက်နေ့နနက်တနာရီ30မိနစ်အချိန်ခန့်ကလည်းမော်လမြိုင်မြို့ကြိုက်ဖနဲ့ရက်ကွက်ဝစ်တစ်လန်းဒိုင်းဝုံကွင်းစီအနီးမိုးဆက်လက်ဖိအဆိုင်ပေရှိပေ20 30အုံညက်သမိုးနှစ်ထက်နေမှာရင်းရွေးဝကြထားရမှာအပူလွန်ကဲကမိလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရပါဗျ။ မိလောင်မှုအားပြည်내မိသက်ဦးစီးမှုဦးမျိုးဝင်းဤအနီးကပ်ကြီးကြပ်မှုဖြင့်မော်လမြိုင်မြို့ပေါ်ရှိမိသက်စခန်းများမှမိသက်ရင်များမိသက်နှင့်ပုဂ္ဂလိကရေသည်ရင်များဖြင့်မိသက်တပ်ဖွဲ့များလူမှုကူညီကယ်ဆယ်ရေးအဖွဲ့များရက်ခွက်နေပြည်သူများမှဝိုင်းဝန်းနှိမ့်သက်ခဲ့ရာနနက်2:15မိနစ်အချိန်ခန့်မှာမိငိမ့်သွားခဲ့ကြောင်းသိရပါသည်မီးလောင်မှုကြောင့်နေတလုံးနဲ့မော်တော်ယာဉ်တစီးမီးလောင်ပျက်စီးခဲ့ပြီးလူထိခိုက်မှုမရှိခဲ့ကြောင်းသိရပါဗျ။ဓာတူ၎င်းနှင့်နနက်ဓာတူ ၎င်းနေ့နဲ့နဲ့9နာရီ55မိနစ်အချိန် ခန့်ကလည်းပေါင်မြို့နယ်အောက်သားကျေးရွာအပြင်ဆယ်ရက်ွက်ရှိဒေါ်တန်းထေးစုသူဤနေအိမ်မိလောင်မှုဖြစ်ပွားခဲ့ရပြီးနေအိမ်တလုံးမိလောင်ဆုံးရှုံးခဲ့ရပါတယ်။ Eleven ရုပ်တင်ရဲ့ဒီဇင်ဘာလ1ရက်နေ့မနက်ခင်းသတင်းစီစဉ်ကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ကြည့်ရှုနားဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။